ားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့အဖွဲ့ရဲ့ခရီးစဉ်ကတော့ပကံမှာပေါပေါပါပါတောင်တက်ခရီးလေးတစ်ခုကိုဖန်တီးကြမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့တက်ရောက်မဲ့တောင်ကတော့တူရင်တောင်ရဲ့တစ်ဖက်မှာတည်ရှိတဲ့တဆိုးတောင်လို့ခေါ်တဲ့တောင်တန်းကြီးတစ်ခုပေါ်ကိုတက်ရောက်ကြမှာပဲဖြစ်ပါတယ်တဆိုးတောင်ကိုတက်ဖို့ဆိုရင်တူရင်တောင်ပေါ်ကိုကားနဲ့တက်ရတဲ့လမ်းတိုင်းမသွားဘဲနဲ့အရှိတ်ဘက်ကိုဆက်သွားလိုက်တဲ့အခါမှာတူရင်တောင်ចောင်းတိုင်းဆိုတဲ့မုံကြီးတစ်ခုကိုတွေ့မြင်ရမှာဖြစ်ပြီးတော့ အဲ့ဒီမုတ်ဦးရှိတဲ့လမ်းအတိုင်းတောင်ပေါ်ကိုတက်ရောက်နိုင်ပါတယ် ကျွန်တော်တို့ကအခုဒါတဆိုးတောင်ပေါ့နော်တဆိုးတောင်ရဲ့ဒီပကံမှာရှိတဲ့ဒီကြောက်စစ်ကံပေါ့နော်ကြောက်စစ်ကံရဲ့ပြီးတော့တွင့်ရင်တောင်ရဲ့ကိုကျွန်တော်တို့ကဒီနေ့တက်မှာအဲ့ဒါအခုကျွန်တော်တို့ကကားကိုဒီတောင်ပေါ်ကကြောင်လေးမှာထားခဲ့ပြီးတော့အခုကျွန်တော်တို့တောင်ပေါ်တက်ပြီပေါ့နော်အဲ့ကျွန်တော်နဲ့အတူတူလိုက်ခဲ့ကြပါဦးလို့ဖိတ်ခေါ်ပါတယ်နော်အခုဆိုလမ်းတော့လမ်းဝရောက်ပြီဒီဘက်ဆိုလို့ရှိရင် တွေ့ရင်တောင်ဆွဲတော်မြတ်စေကြီးရောတက်တယ်လမ်းကြောင်းဒါတွေ့ရင်တောင်ဆွဲတော်မြတ်စေကြီးရောတက်တယ်လမ်းကြောင်းဒီကျွန်တော်ရဲ့အနောက်ကလမ်းကြောင်းအကြတော့ဒါဥဖောင်းဖျားနဲ့ကြောက်စစ်ကံတို့ပါတို့သွားတဲ့ဘက်အခုလောလောဆယ်ကျွန်တော်တို့ကဒီဘက်ကိုသွားမှာဒီတဆိုးတောင်ဘက်ကိုသွားမှာမလို့အရင်ဆုံးဒီဘက်ကိုသွားမယ်ပြီးမှကျွန်တော်တို့ကတွေ့ရင်တောင်တက်ကြမယ်ကဲသွားကြရအောင် ကျွန်တော်တက်တဲ့ချိန်ကမနက်စောစောလည်းမဟုတ်ဘူးညနေပိုင်းလည်းမဟုတ်ဘူးနေ့လေနေပြင်းတဲ့ချိန်ကြီးတက်တာအားကြောင့်ဘလိုပဲနဲ့အရန် energy တွေဆုံးရှုံးတာပေါ့နော်တော့ပူတယ်တဆိုးတောင်ကိုတက်ရောက်တဲ့လမ်းမှာပထမဆုံးဖူးလို့ရမှာကတော့ဥဖောင်းဖရားပဲဖြစ်ပါတယ်။လမ်းမှာလည ဥဖောင်းဖះဆိုတဲ့လမ်းညွန်ဆိုင်ပုံလေးတွေကိုချိတ်ဆွဲပေးထားပါဗျ။ဥဖောင်းဖះကိုရောက်တဲ့အခါမှာတော့ဖះထဲကိုဝင်ဝင်ချင်းမှာကြောက်စာတိုက်တစ်ခုကိုတွေ့ရမှာဖြစ်ပြီးတော့အထဲမှာချီအောင်ကြောက်စာတချို့တိတ်ဆိတ်ထားတာကိုလည်းတွေ့ရှိခဲ့ရပါဗျ။ဖះထဲမှာတော့စင်းလူတော်ကြီးတစ်စုကိုဖူးတွေ့ရပါဗျ။တဆိုးတောင်ပေါ်ကိုဖះဘူးဧည့်သည်တွေလာရောက်လဲပတ်မှုနဲတာကြောင့်စင်းလူတော်ကြီးမှာကြက်ခိုးတွေဖုံတွေအလင်းလင်းတက်နေပါတော့တယ်။ဒါကြောင့်ကျွန်တော်တို့လည်းဥဖောင်းဖះအတွင်းကဗုဒ္ဓရုပ်ဘွားတော်ကို တန်ရှင်ရေးလို့ကုသိုလ်ယူဖြစ်ခဲ့ကြပါတော့တယ်အခုကျွန်တော်တို့ရောက်နေတာကဥပောက်ဖျာဒါကျွန်တော်တို့တက်လာတဲ့တောင်တက်လန်ခလန်လန်မှာရှိတဲ့ဥပောက်ဖျာကိုရောက်လာသူဒီရှိမှာဆိုလို့ရှင်ကြောက်စာလေးရှိတယ်ကြောက်စာရုံပေါ်တော့တော့ခတ်ထားတယ် တော့အထင်းမှာလည်းကြောက်စားတိုင်းနေရှိတယ်။ဒီနောက်ကဖရာကြီးကတော့စင်ကူလော်ကြီးကတော့ဥပေါင်းမရဖြစ်ပါလေ။ဒီနေရာလေးကလာရောက်လေပတ်တဲ့လူလာရောက်ခုမြော်တဲ့လူကအလွန်တရာအောင်နေပါတဲ့အတွက်ဖရာစင်ကူလော်ကြီးမှာတော့ဒါချက်ခိုးတွေမိုင်းတွေဖုတ်တွေကတ်ကြောင်းတော့ဒါကျွန်တော်တို့ကကြောက်တော့ရောက်ခိုင်းအဲကုတူကြီးရှင်းလင်းကြတာပေါ့။ဒါအခုကျွန်တော်ရောက်နေတဲ့နေရာကဒါဥပေါင်းဖရာဖြစ်ပါလေ။ဒီကျွန်တော်တို့ဟိုမှာကျောက်စာချက်တွေကိုကျွန်တော်ရိုက်ပြမယ်နော်။ဒီရှိမှကျောက်စာ တောက်စာကြေးထားတဲ့နေရာလေးတစ်ခုရှိတယ် ီဥဖောင်းဖျားရှိရဲ့တောင်ပေါ်ကနေကြည့်ရတဲ့ view ကလည်းတော်တော်လှတယ်။အဲကျွန်တော်တို့မှဖူးတွေ့နေရတဲ့ဇေဒီတော်မြတ်ကြီးကတော့အဲ့ဒါတွေ့ရင်တောင်ဆယ်တော်မြတ်ဇေဒီတော်ကြီးဖြစ်ပါတယ်နော်။အဟုတ်ပါနဲ့ဒီဘက်ကိုလှမ်းမြန်လှမ်းပြီးဖူးတွေ့နေရတာပါ။ဒီအောက်မှာကြတော့အကျွန်တော်တို့ဖြတ်လာခဲ့တဲ့ဒီပကံဒေတာမြေပြိုင်တခုတော့ဒီအပေါ်စီးကနေမြင်နေရတယ်။ ဲ့ဒီနောက်ပကံဒေတာမှာတရှိတယ်လူတိုင်းစိတ်ဝင်စားကြတယ်ကြောက်စစ်ကန်ကြီးစီကိုရောက်ခဲ့ကြပါတော့တယ်ကြောက်စစ်ကန်ကြီးရဲ့ဘေးပပတ်လေမှာတော့အရေးရာပင်တွေအများကြီးရှိပါတယ်ဟယ်လိုအခုကျွန်တော်တို့ရောက်နေတဲ့နေရာကဒီတွင်းတောင်ရဲ့တစ်ဖက်မှာတည်ရှိတဲ့ကြောက်စစ်ကံပေါ့နော်ကြောက်စစ်ကံကိုရောက်နေတာ အရင်ကျွန်တော်တို့ဒီကြောက်စစ်ကံကိုလာရတဲ့အဓိကရည်ရွယ်ချက်ကဒီကြောက်စစ်ကံကြီးမှာထွင်းထုထားတဲ့ဟိုထူးဆန်းတဲ့ပင်ကေတာတစ်ခုပေါ့နော်မသိရင်ကြွာကုတ်လိုလိုတစိမ့်တုံးပုံစံလိုလိုပေါ့နော်အဲ့လိုအဲ့လိုမျိုးတင်ကေတာယူကျွန်တော်တို့ကလာရောက်လေးလာရိုက်ကူးတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်လေးလာသိရှိထားတဲ့ဒီတင်ကေတာနဲ့ပတ်သက်တဲ့အချက်လက်တွေကိုလည်းဒါကိုရိုက်ကူးတင်ပြရင်းနဲ့ကျွန်တော်ကတခါတည်းရှင်းပြခြင်းလို့လည်းဖြစ်ပါတယ်ပေါ့နော် ဒီကျောက်စစ်ကံရဲ့ပပတ်လင်မှာရုပ်ပုံတွေကိုထွင်းထူတာဒီဘက်မှာဆိုလို့ရှိရင်ဒါငကယုံဖျားပုံစံပေါ့နော်ငကယုံဖျားပုံစံရုပ်ထုကိုထွင်းထူတာလေဒီဘက်မှာဆိုလို့ရှိရင်ကြတော့အကောင်လေးပေါ့နော်အကောင်လေးပုံစံကိုထွင်းထူတာအဲ့တော့ဒီမှာအထူးခြားဆုံးကဒီကျောက်စစ်ကံကြီးမှာအထူးခြားဆုံးအမှတ်တဒီအမှတ်တကြီးပဲ ော့ဒီအမှတ်လက္ခဏာကြီးကလူတွေကြားထဲမှာပေါ့နော်အရင်တွေးရဖြစ်တယ်။ဒါဘာကိုပုံပေါ်ထားတာလဲပေါ့နော်။အဲကြည့်လို့ရှိရင်သူ့ရဲ့လက္ခဏာတွေကလည်းဒါဝင်ကဘာပုံစံပေါ့ဝင်ကဘာပုံစံဆိုတော့မသိလို့ရှိရင်ဒါဟိုဘက်ခေစကားပြောရင်ကျူအကုန်ကြီးလို့လို့ပေါ့နော်။ရှေးဘက်ခေကဆိုလို့ရှိရင်ဒီတစိတုံးကြီးတစ်ခုလို့လို့ပေါ့နော်။အဲဒါမျိုးအမှတ်လက္ခဏာကြီးတစ်ခုပေါ့။ဒါမျိုးလူတွေကတွေးရဖြစ်ကြဒါဘာလက္ခဏာကြီးလဲပေါ့။အဲ့တကယ်တမ်းကျွန်တော်တို့လေ့လာကြည့်လိုက်တဲ့အခါမှာတကယ်တော့ဒီဟာကြီးကဘာကိုကိုစားပြုပြီးတော့ထွင်ထုတ်ခဲ့တာလဲဆိုလို့ရှိရင် ဒါကရေရဲ့ယေຊုအနက်ကိုတိတအောင်လို့ဒါရှေးပညာရှင်တွေကထွင်ထုတ်ခဲ့တာဖြစ်တယ်။အော်ဒီအလယ်မှာဆိုလို့ရှိရင်ဒါပေါက်ကြီးတစ်ပေါက်ရှိတယ်။ဒီပေါက်ကြီးကကျတော့ရေပြင်ရဲ့အမြင့်ကိုတိုင်းတာလို့ရအောင်ဆိုဒီမှာသူတို့ကတစ်ချိန်ကဆိုလို့ရှိရင်ဒါဒီထဲမှာတုတ်တွေပိုင်းနေပေါ့နော်။တုတ်တန်တွေပိုင်းနေထိုးပြီးတော့တိုင်းတာခဲ့တာမျိုးဖြစ်နိုင်တယ်။ဒီရဲ့လက္ခဏာကဘာလို့ဆိုလိုတာလဲဆိုတော့တဲ့ဒါဒီကြိုင်လေးကိုစီးစင်းတဲ့တောင်ကြ အမျိုးမျိုးအတွေ့အကြုံတော့တောင်ကြရေတွေရဲ့အမှတ်လက္ခဏာကိုသူကဖော်ပြထားတဲ့ဟာဖြစ်တယ်တဲ့ဒီလက္ခဏာကြီးကဒီလိုမျိုးဝင်ကဘာပုံစံလမ်းကြောင်းတွေကအဲ့ဒီကနေမှတစ်ဆင့်ဒီအလယ်မှာရှိတဲ့ဒီကန်ရင်းလေးကိုပေါ့နော်ဒီဒီဒီအပေါက်ကြီးကဒီအလယ်မှာရှိတဲ့ဒီကန်ကြီးပေါ့ဒီအလယ်မှာရှိတဲ့ကန်ရင်းလေးကိုသူကရေတွေကအကုန်လုံးစီးဝင်ပြီးတော့ဒါကြီးကရေကန်ကြီးတစ်ခုအနေနဲ့ရေလောင်ကန်ကြီးတစ်ခုအနေနဲ့သူကပြုတ်လုခဲ့တာအော်ဒီဟာတွေကကြတော့ဒီခုနကျွန်တော်ပြောခဲ့တဲ့အမှတ်လက္ခဏာတွေကိုပူစားပြုပြီးတော့ ိဆောက်ခဲ့တဲ့အမှတ်သားတစ်ခုပါတဲ့ဒါကိုဘယ်ကနေတင်ဆက်ထားလဲဆိုတော့ CNN Insider ဆိုတဲ့ channel ကနေရှေးဟောင်းသုတေသနပညာရှင် Scott McGree ကလည်းအတို့ရဲ့ channel မှာဒီဗကန်ဒေတာကိုလာရောက်လေ့လာရိုက်ကူးပြီးတော့တင်ဆက်ပြသထားတယ်အတကယ်လို့ကျွန်တော်ပြောတာကိုပါပို့ပြီးတော့အကျယ်ချဲ့သိကျင်နေသလိုရှင်ဒီ CNN Insider ဆိုတဲ့ YouTube channel တွေကိုဝင်ပြီးတော့ Scott McGree တင်ဆက်ထားတယ်ဒီဗကန်ရဲ့အကြောင်းရှိတယ်ဗောနော်ဗကန်ရဲ့ vlog တွေရှိတယ် documentary ရှိတယ်အဲ documentary ကိုဝင်ပြီးလေ့လာကြည့်တဲ့အခါမှာ ီအကြောင်းကိုတွေ့မြင်ရမှာဖြစ်တယ်။ပြီးတော့ဒီကြောက်စစ်ကန်ရဲ့အကျယ်ဝန်းက16မီတာပတ်လည်ရှိပြီးတော့ရေဘလောက်ထိဝင်ဆန့်လဲဆိုလို့ရှိရင်2000ကုဗမီတာအထိဝင်ဆန့်တယ်လို့ဆိုပါတယ်။ ဒီမှာဆိုလို့ရှိရင်ဒါငကယုံဖျားပုံစံထွင်းထူတာ။အော်တစ်ဖက်နေရနေမှာဆိုလို့ရှိရင်ဒီရေနဲ့တက်ဆိုင်တဲ့အကောင်လေးပေါ့နော်။အဲ့ဒီအကောင်လေးရဲ့ပုံစံကိုလည်းသူကထွင်းထူတာတယ်။ခုနပြောသလိုပေါ့နော်။ဒီကြောက်စစ်ကန်ကြီးရဲ့အကျယ်ဝန်းက16မီတာပတ်လေရေဝင်ဆက်မှုအဖြစ်ဆိုလို့ရှိရင်2000ကုဗမီတာအထိဝင်ဆက်တယ်။မေးစင်မင်းဒါရှိခေတ်ကဒီရက်ဒေသတွေမှာဒါမိုးခေါင်ရေရှားဖြစ်တဲ့အတွက်ကိုမိုးရင်းအချိန်ကြလို့ရှိရင် ဒီရနိုင်တဲ့များတောင်ကြရည်တွေကိုဒီကန်ကြီးထဲမှာစုစည်းပြီးတော့ပြန်ပြီးသုံးတာလို့ယူဆရတယ်ဗောနော်ဒီရေကန်ကြီးကသူတည်တည်တချို့ကတော့ဒီကြောက်ရေကန်ကြီးဖြစ်ပေါ်လာရခြင်းဟာပကံခိခဇေဒီပထိုးတွေတိဆောက်ရမှာအုံပြုမဲ့ကြောက်သားတွေကိုတဆိုးတောင်ပေါ်ကနေတူးယူရင်လည်းအခုလိုရေကန်ကြီးဖြစ်သွားရတာဖြစ်လိမ့်မယ်လို့ယူဆကြတာတွေလည်းရှိပါတယ်။ကြောက်ရေကန်ကြီးတဲကနိုင်ရံမှာနဂယုံဖျားပုံစံအမှတ်သားထွန်းထုတာတဲ့အတွက်လေဒီရေကန်တွေကရေတွေကိုဘာသာရေးနဲ့တက်ဆိုင်တဲ့နေရာတွေမှာ အသုံးပြုဖို့ပဲရည်ရွယ်ဟန်ရှိတယ်လို့လည်းထင်မြင်ယူဆကြပါဗျာ ကျွန်တော်တို့ကဒီကြောက်စစ်ကံကြီးကိုလေ့လာပြီးသွားပြီဆိုတော့တစ်ဖက်မှာရှိတယ်သက်ဆိုးတောင်ထပ်ပြီးတက် ဝါအရန်တာရယ်ဟိုပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီတဆုတောင်ရဲ့တစ်ဖက်ပါရှိတယ်တခြားတောင်ကိုကျွန်တော် hiking လေးတစ်ခုလုပ်ခဲ့တယ်ပေါ့နော်တောင်တက်ခေးလေးတစ်ခုကျွန်တော်ထွက်ခဲ့တယ်အဲတခြားတောင်ကမြင်ရတဲ့မြင်ကွင်းကလည်းတော်တော်လှအခုလည်းဒါကျွန်တော်တို့တဆုတောင်ပေါ်နေမြင်ရတဲ့မြင်ကွင်းကဒီမှာလည်းလှတယ်အဲ့တော့အခုအရှိမှာဆိုလို့ရှိရင်အကန့်မြင်တစ်ခုလုံးယူကျွန်တော်တို့ကလက်မိမြင်နေရတယ် ဒီနောက်မှာလဲဖျားလေးတစုအရင်ကဆိုလို့ရှင်ဒီတောင်ပေါ်မှာဒီပကံခေဥပိုင်းကာလာတွေရပါတော့ဒါတက်လူမျိုးတွေအခြေချနေထိုင်ခဲ့ကြတယ်လို့လည်းဆိုကြပါတယ်ဒါကြောင့်လည်းဒီအရာကိုဟိုတက်လူမျိုးတွေနေတဲ့တောင်ပေါ်တော့နောက်ပိုင်းကျတော့ဒါတက်ဆိုးတောင်ဆိုပြီးတော့ခေါ်ဝေါ်ကြတာပေါ့တော်တော်လှတယ်ဗျာဒီနေရာလေးကဒီတက်ဆိုးတောင်ပေါ်ကိုတက်မယ်ဆိုရင် မနက်ခင်းအစောဆုံးတက်တာနဲ့ညနေဆုံးတက်တာကရှုခင်းကြည့်ရတာပို့ပြီးတော့လှမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အခုကျွန်တော်တို့ရောက်နေတဲ့အချိန်ကနွေရာသီလည်းဖြစ်ပြီးတော့တောင်ပေါ်ကိုရောက်တဲ့အချိန်ကညနေဆောင်ဆိုတော့အခုကျွန်တော်တို့ရဲ့ဘေးပပတ်လေမှာလေတိုက်ပြီးလဲကြနေတဲ့ကိုင်းမင်အဝါရောင်လေးတွေကမသိရင်အကြီးကားတစ်ချက်ကိုကြည့်နေရတယ်လို့ပဲကြည့်လျက်ရှုခင်းတွေကအဝါရောင်ဘက်ကိုတန်းပြီးတော့ကြည့်ရတာတကယ့်ကိုလမ်းမောစရာကောင်းတယ်အခုဆိုရင်ဒါညနေ၄နာရီရှိနေပြီပေါ့နော်နေလဲဆောင်းသွားပြီဆိုတော့ ရှုကင်းကနေရောင်အကြမှာပို့ပို့ပြီးတော့လှလာတယ်။လေတိုက်တော့ရိမ်းပြီးလဲကြနေတဲ့အဝါရောင်မျက်ပင်ရှည်တွေနဲ့တောင်ထိပ်တွေပေါ်မှာတည်ထားတဲ့ဖြူအောင်ဇေဒီပထိုးတွေရဲ့ကညနေဆောင်နေရောင်ကြီးမှာရွှေအောင်တန်းပြီးတော့အရန်ကိုကြည့်လို့လား။တကယ်လှတယ်။ကဲကျွန်တော်တို့ကိုဘက်ကိုဆက်ပြီးသွားကြည့်ကြမယ်။ကျွန်တော်ရဲ့အနောက်မှာနောက်ထပ်ဇေဒီတော်လေးတစ်စုရှိသေးတယ်။တဆိုးတောင်ပေါ်မှာပြိုကျပြီးအုတ်ရိုးပဲကျန်တော့တဲ့ဇေဒီဟောင်းတစ်စုရဲ့နေရာကိုလည်းတွေ့ခဲ့ရပါတယ်။မြေပေါ်မှာအုတ်ရိုးတချို့သာကျန်ရှိပြီး ကြံအစိပ်ပိုင်းတွေကတော့မြေအောက်မှာနင်းမြုပ်ကြံရှိနေတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။ ကဲအခုကျွန်တော်တို့တွေပြန်ကြပြီဒါဒီနေ့ရိုက်ကူးတင်ပြခဲ့တဲ့တောင်တန်းကြီးကတော့ပကံမှာတရှိတယ်တဆိုးတောင်တန်းဖြစ်ပါတယ်နော်သူကတဆိုးတောင်ကကြတော့တွင်းရင်တောင်ရဲ့တစ်ဖက်မှာတရှိတာတဆိုးတောင်ကကျင့်တယ်တွင်းရင်တောင်လှမ်းမြင်ရသလိုတွင်းရင်တောင်ကနေကျင့်တယ်တဆိုးတောင်ကိုလှမ်းမြင်ရပါတယ်အခုကျွန်တော်တို့တွေပြန်ဆင်းကြပါတော့မယ်နော် ြန်ဆင်းလာတာကျွန်တော်ကာထားခဲ့တဲ့နေရာကိုရောက်တော့တဖက်မှာတွေ့ရင်တော့ဆွေတော်မြတ်စီတော်ယူတရားနဲ့လှမ်းပြီးဖို့တွေ့တယ်။ညချင်ညိုကောင်းတယ်နော်။တောင်ပေါ်ကြီးမှာတကယ့်ကိုထီထီနဲ့တရားနဲ့လှမ်းပြီးဖို့တွေ့နေတာ။ ဟယ်လိုအခုကျွန်တော်တို့ကစက်ဆိုးတောင်ပေါ်ကနေပြန်ဆင်းလာတယ်ပြန်ဆင်းလာပြီးတော့အခုကတူရင်တောင်ဆယ်တော်မြတ်ကိုသွားပြီးတော့ဖူးကြမှာဒါကျွန်တော်တို့ကတစ်ဖက်ကတော့တက်တတာပေါ့နော်ကားလန်ပေါက်တယ်ကားနဲ့တက်လို့ရတယ်ကားနဲ့တက်လို့ရှင်ဘယ်တော့မှမကြအောင်ဘာမနေ7မိနစ်လောက်ပဲကြာဒါအခုကျွန်တော်တို့ကကျတော့ကုန်းချောင်းပဲပေါ့နော်အဲတောင်တောင်တက်လမ်းရပဲကျွန်တော်တို့ကကုန်းချောင်းတက်ဖူးရင်လို့ဆိုကျွန်တော်ဒီဘက်ကလာပြီးတော့ဖူးကြတာပေါ့တော်တော်လိုပါသေးတယ်ရောက်ဖို့တော့တက်ဆက်ပြီးတက်အောင်မယ်အဲ့တော့တွေ့ရင်တော့ဆယ်တော်မြတ်စီတော်ကြီးကို ျွန်တော်အတူတူလိုက်ပြီးတော့ဖုံမြော်ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ကဲကျွန်တော်တို့အားလုံးအတူတူဖះအတူတူသွားဖို့ကြအောင်လိုက်ခဲ့ကြပါအောင်လို့ ျွန်တော်တို့ကပကံကိုရောက်တိုင်းပေါ့နော်ဒီလိုအပေါ့စားပေါ့နော် hiking လေးတွေစီစဉ်ဖြစ်တယ်ပေါ့ပေါ့ပါပါတောက်တက်ခီးလေးတွေပေါ့အဲကျွန်တော်တို့ကဘာကြောင့်ဒီလိုမျိုးတသားရကားနဲ့တက်လို့ရပြီမဲ့အပိမ်မန်းခင်ပြီးခြေကျင်တက်ရတာလဲဆိုတော့ဒီလိုခြေကျင်တက်နိုင်မှုဆိုတာလဲကျွန်တော်တို့ကဒီလိုငယ်ရွယ်နှုတ်ပြောတဲ့အချိန်တွေမှာပဲကျွန်တော်တို့ကတက်လို့ရတာပေါ့နော်တက်နိုင်ကြတာဒီထက်ပိုပြီးကျွန်တော်တို့အသက်တွေကြီးသွားမယ်စိတ်သွားခြင်းနဲ့နောက် ကိုကမလိုက်နိုင်တော့တဲ့အခြေအနေကြရင်ကျွန်တော်တို့ဒီလိုအခွင့်အရေးတွေကျွန်တော်ရမှာမဟုတ်တော့ဒီလိုပဲကျွန်တော်တို့အရွယ်ငယ်စဉ်ဘဝကလူငယ်တွေဖြစ်ခဲ့ဘူးတဲ့အဖိုးအဖွားတွေရှိမယ်တက်ကြီးရွယ်ဦးလေးတွေအတော်တွေရှိမယ်သူတို့လည်းထုံနီးလည်းကောင်းပဲကျွန်တော်တို့တက်သူတို့သူတို့လည်းလိုက်ပါတက်ချင်ကြမှာပဲဒါပေမဲ့သူတို့ရဲ့စိတ်သွားရနောက်ကိုခန္ဓာကိုယ်ကအတိုက်ပဲကြောင့်မလိုက်ပါနိုင်တဲ့အခါမှာသူတို့အနေနဲ့ဒီလိုခီးတွေကိုကုံချောင်းတက်ဖို့ဆိုတာမဖြစ်နိုင်တော့ တော့ကျွန်တော်ကဒီလိုခီးစင်တွေကိုပေါ်ဆောင်နေရတဲ့ကြီးရွယ်ချက်ကလည်းအခုလိုအခုပြောခဲ့တယ်လို့ပေါ့နော်ဒီလိုတက်ကြီးရွယ်ဦးလေးတစ်ချိန်ကကျွန်တော်တို့လိုစိတ်လိုက်မှန်ပါသွားကျင်တဲ့နေရာသွားပေါ့ပေါ့ပါပါပါနော်ဒီလိုမျိုးတွက်လက်ခဲ့တဲ့တစ်ချိန်ကလူငယ်တွေတစ်ဖြစ်လေအခုလူကြီးတွေအတွက်ကျွန်တော်တို့လိုပဲဒီလိုအတူတူလိုက်ပါပြီးတော့ကျွန်တော်တို့ဘလို့ကိုကြည့်ပြီးတော့ဗောနော်ကျွန်တော်နဲ့တူလိုက်ပါပြီးတော့ဒီလိုတောင်းတဲ့ခီးတွေကိုကိုယ်တိုင်သွားနေရတဲ့လိုမျိုးကိုယ်တိုင်တက်ရောက်နေရတဲ့လိုမျိုးခံစားရရှိနိုင်ဖို့အတွက်ကိုကျွန်တော်တို့ကအခုလိုမျိုးခြေချင်းတောင်းတဲ့အခြင်းဖြစ်ပါတယ်အခုကျွန်တော်ရဲ့ဘလို့လေးကိုကြည့်ပြီးတော့လေ ဒီတွေ့ရင်တောင်ဒီလိုခြေကျင်တက်ကြတာကိုတိုက်နှက်တက်ကြလိမ့်မယ်လို့ထင်ပါတယ်နော်အဲ့တော့မတက်ဖူးသေးတဲ့လူငယ်တွေလည်းအခုကျွန်တော်တို့လာတဲ့လမ်းကြောင်းတွေတက်နိုင်တယ်လို့မတက်ရောက်နိုင်တဲ့လူကြီးတွေကလည်းကျွန်တော်တို့အခုတက်တဲ့ block တွေကိုကြည့်ပြီးတော့ကျွန်တော်နဲ့တူတူကိုယ်တိုင်ကိုကြတက်ရောက်ရတယ်လို့မျိုးတိုက်ပါကြည့်ရှုခံစားနိုင်ပါတယ်နော်ကဲအခုကျွန်တော်တို့ဆက်ပြီးတက်ကြအောင်ကျွန်တော်နောက်မှာတွေ့ရင်တော့ဆွေတော်မြတ်စီတော်ကြီးမကြငယ်ဖူးရတော့အားလုံးတူတူဖျားဖူးဖို့လိုက်ခဲ့ကြပါဦးနော်ဆက်ပြီးတက်ကြပါ နောက်ဆုံးတော့တွေ့ရင်တောင်ဆယ်တော်မျက်စည်းတော်ကြီးရှိတယ်။တောင်ပေါ်ကိုကျွန်တော်တို့တွေရောက်ရှိခဲ့ကြပါပြီ။တောင်ပေါ်မှာတော့ဘုရားဘုရဲ့တွေကင်းရှင်းလို့နေပါလေ။ဒါကြောင့်ကျွန်တော်တို့လည်းတွေ့ရင်တောင်ဆယ်တော်မျက်စည်းတော်ကြီးကိုအားပါတရားဖူးမြော်ကြည်ညိုခဲ့ကြပါတော့လေခင်ဗျာ။ဟေးဆွေများခင်ဗျာအခုကျွန်တော်တင်ပြခဲ့တဲ့သက်ဆိုးတောင်နှမ်းတွေရဲ့အလှနဲ့တွေ့ရင်တောင်ဆွေတော်မျက်စည်ဒီ vlog လေးကိုကြည့်ရှုကြပါဘဟုတုရာရစရာ စိတ်ကြည်နူးစရာကုသယူစရာတခုခုရရှိကြလိမ့်မယ်လို့ယုံကြည်မိပါတယ်။နောက်နောင်တွေမှာလည်းအခုထက်ပုံမကောင်းမှုနဲ့ခီးသွားဘလော့တွေကိုဆက်လက်ပြီးတင်ပြပေးဦးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လို့ပါတင်လုပ်ပေးထားကြပါဦးခင်ဗျာ။အားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘေးရန်ကင်းရှင်းကြပါစေခင်ဗျာ။